2025ခုနှစ်မေလ10ရက်နေ့မှာတရုတ်နိုင်ငံရှီယန်ကနေအီရန်နိုင်ငံတီဟီရန်ကို electronic ပစ္စည်းတွေစက်ပစ္စည်းအစိတ်ပိုင်းတွေနဲ့စားတောက်ကုန်တွေတင်ဆောင်လာတဲ့ကုန်တင်ရထားတစ်စီးထွက်ခွာခဲ့ပါတယ်။သူဟာကီလိုမီတာ9500ရှိတဲ့တဲကန္နာရနဲ့ကုန်မြင့်ဒေသတွေကိုဖျက်ချော်ပြီးမေလ24ရက်နေ့မှာရောက်ရှိခဲ့တာပါ။ဒါဟာတရုတ်အီရန်မီးရထားလန်ကိုတရားဝင်စတင်အသုံးပြုတာကိုဖော်ပြခဲ့ပါတယ်။တရုတ်နိုင်ငံပိုင်းမီဒီယာတွေကဒါကိုတရုတ်နဲ့အီရန်ကြားရေနံအတွက်အသက်သွေးကြောလူတော်ခေါ်ဆိုပြီး အမေရိကန်ရဲ့ထိန်းချုပ်မှုအောက်ကိုဓာတ်ရိုက်ဆင်ခေါ်လိုက်တာပဲလို့ပြောဆိုခဲ့ကြပါတယ်။စစ်ရေးသုံးသပ်သူတချို့ကအစ္စရေးအင်ပြည်ပခတ်ဟာတကယ်တော့အမေရိကန်ကမဟာဗျူဟာကြကြစီစဉ်ထားတဲ့ဗျူဟာတစ်ခုဖြစ်တယ်လို့ပြောပါတယ်။ဒီပြည်ပခတ်ဖြစ်ရတဲ့အကြောင်းရင်းကတော့တရုတ်အီရန်မီးရထားလမ်းပြီးဆုံးသွားတာကြောင့်ဖြစ်ပြီးတော့တကယ်ပြည်ပခတ်အစစ်အမှန်ကတရုတ်နဲ့အမေရိကန်ကြားပြိုင်ဆိုင်မှုပဲလို့ဆိုပါတယ်။အီရန်ရဲ့ဒေါ်လာ68ဘီလီယံတန်ရေနံတင်ပို့မှုဟာအရင်ကပင်လယ်လမ်းကြောင်းပိတ်ဆို့မှုတွေကြောင့်အခက်အခဲရှိခဲ့ပေမဲ့အခုတော့မီးရထားလမ်းကနေ ါရှန်ပင်လယ်ကွင်းနဲ့မာလကာရေလက်ကြားကိုရှောင်ကွင်းနိုင်ပါပြီ။ဒါကအမေရိကန်ရဲ့ပိတ်ဆို့မှုတွေကိုချိုးဖြတ်နိုင်ုံသာမကတရုတ်ရဲ့စွမ်းအင်ပြဿနာကိုဖြေရှင်းဖို့အဓိကကြပါတယ်။တရုတ်ကသူ့ရင်နံ80ရာခိုင်နှုန်းကိုတင်းမောနဲ့တွန်းရတာကနေအခုတော့ကုန်းလန်းကနေတည်ယူနိုင်ပြီဖြစ်ပါတယ်။တည်ယူချိန်ကလည်းရက်30ကျော်ကနေ15ရက်ကိုရှော့ချနိုင်ခဲ့လို့တရုတ်ဟာအမေရိကန်ရေတပ်ချင်းချောက်မှုတွေနဲ့ယာတီဥဒုဆိုးရွားမှုတွေကနေလုံးဝလွတ်မြောက်သွားပါပြီ။ဒီမီးရထားလမ်းရဲ့အကျိုးကျေးဇူးကစွမ်းအင်တည်ယူပို့ဆောင်ရေးထက်ပိုပါတယ်။ ဒါဟာဥရောပနဲ့အာရှကုန်သွယ်ရေးကိုပြောင်းလဲပေးနေတဲ့အရေးကြီးတဲ့မြေရထားလမ်းတစ်ခုပါရေနံနဲ့ကုန်ပစ္စည်းတွေကုန်လမ်းကနေလွယ်လွယ်ကူကူစီးဆင်းနိုင်တာကြောင့်ကုန်သွယ်ရေးစနစ်အတွက်အခြေခံဖန်တီးပေးနေပါတယ်ဒါဟာအမေရိကန်ရဲ့ပိတ်ဆို့မှုတွေစွန့်ရင်လွှမ်းမိုးမှုနဲ့ဒေါ်လာအခြေခံငွေပေးချေမှုစနစ်တို့ပေါ်ရိုက်ခတ်မှုတစ်ခုဖြစ်ပါတယ်ဒါကြောင့်အီရန်ကိုစူးတချောင်းလိုမြင်နေတဲ့အမေရိကန်ကစွန့်ရင်ပိုင်းမှာပြဿနာတွေရှိလာတာအံ့ဩစရာမဟုတ်ပါဘူးအမေရိကန်ကအီရန်နျူကလ িয়ার ဆွေးနွေးပွဲတွေကိုဘန်းပြပြီးတော့ တရုတ်နဲ့ပူးပေါင်းဆောင်ရွက်မှုတွေရပ်ဖို့အီရန်ကိုဖိအားပေးနေကြတာပါ။ဒါပေမဲ့အီရန်ကဆွေးနွေးပွဲတွေကိုဆွဲဆန့်ပြီးနျူကလ িয়ার အစီအစဉ်နဲ့တရုတ်နဲ့စီးပွားရေးဆက်လက်ပူးပေါင်းဆောင်ရွက်နေတော့အမေရိကန်ချက်ချင်းဆုံးဖြတ်ချက်ချပြီးအစ္စရေးကိုတိုက်ခိုက်ခံခဲ့တယ်လို့ဆိုပါရတယ်။တရုတ်မီဒီယာတွေလည်းအစ္စရေးအီရန်စစ်ပွဲရဲ့တကယ့်အကြောင်းရင်းဟာအမေရိကန်ကအီရန်ရဲ့ဒီမီးရထားလမ်းကိုဖျက်ဆီးခြင်းလို့ပဲလို့ပြောကြပါရတယ်။တချို့ကတော့အီရန်ကြသွားရင်မီးရထားလမ်းကအသုံးမဝင်တော့ဘူးလို့စိုးရိမ်ခဲ့ကြပါရတယ်။မေလ၁၀ရက်နေ့ကပထမဆုံးယထာပြေးဆွဲပြီးကြတဲ့က နောက်ထပ်ယထာပြေးဆွဲတဲ့သတင်းမရှိသေးပါဘူး။ဒါကပထမဆုံးယထာဟာနောက်ဆုံးယထာဖြစ်သွားနိုင်မလားဆိုတဲ့စိုးရိမ်မှုတွေတိုးလာစေပါတယ်။ဒီမီယထာလန်စီမံကိန်းဟာ2021ခုနှစ်မှာတရုတ်နဲ့အီရန်တို့လက်မှတ်ရေးထိုးခဲ့တဲ့25နှစ်တာပူးပေါင်းဆောင်ရွက်ရေးသဘောတူညီချက်ရဲ့အရေးကြီးတဲ့အစိပ်ပိုင်းတစ်ခုပါ။ဒါအပြင်တရုတ်ရဲ့ခပလန်းနဲ့လမ်းမကြီးစီမံကိန်းရဲ့သင်္ကေတလည်းဖြစ်ပါတယ်။အခုတော့အစ္စရေးအီရန်ပဋိပက္ခပိုပြင်းထန်လာတာနဲ့အမျှအီရန်နဲ့စီးပွားရေးအရနှီးစပ်တဲ့တရုတ်ကကြီးမားတဲ့တယောက်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။တချို့ကဆိုရင်အီရန်ဆစ်ရှုံးပြီး သူ့အစိုးရပြိုလဲသွားရင်တရုတ်ဟာအကြီးမားဆုံးဆုံးရှုံးမှုဖြစ်လာနိုင်တယ်လို့ထင်မြင်ကြပါတယ်။အခုမှဖွင့်လှစ်ထားတဲ့မြစ်ရထားလန်းကမပီးစည်းုံသားမကတရုတ်စီးပွားရေးဟာဗတ်ပေါင်းသူကနေပြင်းထန်စွာထိခိုက်နိုင်ပြီးတရုတ်ကွန်မြူနစ်ပါတီ CCP အုပ်ချုပ်မှုကိုပါချိန်ချောင်းနိုင်ပါတယ်။ဒါဆိုတရုတ်စီရေနံစည်းဝင်မှုရပ်သွားရင်ဘာဖြစ်မလဲ။အီရန်ဟာတရုတ်ရဲ့စွမ်းအင်လုံခြုံရေးအတွက်အဓိကမိခိုရာတစ်ခုပါ။တရုတ်ဟာကမ္ဘာအကြီးဆုံးရေနံတင်သွင်းသူပါ။2024ခုနှစ်အချက်လက်တွေအရ တရုတ်ရဲ့စုစုပေါင်းရင်းနှံတင်သွင်းမှုရဲ့၁၈ရာခိုင်နှုန်းဟာအီရန်ကနေလာပါတယ်။အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကြောင့်အီရန်ရင်းနှံကတခြားဝယ်သူတိတ်မရှိဘဲသူ့ရဲ့တင်ပို့မှု90ရာခိုင်နှုန်းကတရုတ်တရုတ်ကိုရောက်ပါတယ်။အီရန်ရင်းနှံကိုကမ္ဘာဈေးကွက်ထက်တစီကို70ဒေါ်လာလောက်လျှော့ပြီးလျှို့ဝှက်ဈေးနဲ့ရောင်းချပြီး2022ခုနှစ်မှာဆိုရင်တစီကို4ဒေါ်လာအထိပါကျခဲ့ပူပါတယ်။ဒီလျှော့ဈေးကတရုတ်ရဲ့ပြည်ရင်းရင်းနှံချက်ဆက်ယုံတွေအတွက်ဈေးရိတ်နည်းနည်းနဲ့ချက်လုံနိုင်ဖို့နဲ့ရင်းနှံဓာတ်ပစ္စည်းလုပ်ငန်းတွေကိုအထောက်အကူဖြစ်ခဲ့ပါတယ်။ဒါပေမဲ့အီရန်ရင်းနှံပေါ်တရုတ်ရဲ့ဒီလိုမှီခိုမှုက အီရန်ဆိုးရပြိုလဲသွားရင်ဒါမှမဟုတ်စစ်ပွဲကြောင့်ရေနံတင်ပို့မှုတွေရပ်သွားရင်သူ့စီးပွားရေးအတွက်ကြီးမားတဲ့အန္တရာယ်တွေရှိလာစေပါတယ်။တစ်ဖက်မှာအီရန်ရဲ့ရေနံတင်ပို့မှုကကမ္ဘာဈေးကွက်ရဲ့400ခန်းတုံးလောက်ရှိပြီးဒီထောက်ပံ့မှုရုတ်တရက်ပျောက်ကွယ်သွားရင်နိုင်ငံတကာရေနံဈေးနှုန်းတွေအကြီးအကျယ်မြင့်တက်လာပါလိမ့်မယ်။ရေနံဈေးနှုန်းတစ်စီကို10ဒေါ်လာတက်မယ်ဆိုရင်တရုတ်ရဲ့တင်သွင်းစရိတ်တစ်နှစ်ကိုအမေရိကန်ဒေါ်လာဘီလီယံ40လောက်တိုးလာပါလိမ့်မယ်။အီရန်ရဲ့ရေနံထောက်ပံ့မှုစစ်ပွဲကြောင့်ပြတ်တောက်သွားရင် တရုတ်ကအခြားရင်းမြစ်တွေရှာဖွေဖို့ကြီးမားတဲ့စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရမှာပါဆော်ဒီအာရေဗျနဲ့ UAE တို့ထုတ်လုပ်မှုတိုးမြင့်မှုအလားအလာရှိပေမဲ့ OPEC ကဈေးနှုန်းတည်ငြိမ်အောင်ထုတ်လုပ်မှုကိုရှော့ချနေတာဖြစ်ပြီးဆော်ဒီအာရေဗျကတော့ American ဥရောပဂျပန်တို့လိုဈေးကြီးပေးဝယ်သူတွေကိုရောင်းဖို့ပူအားတန်ပါတယ်ရုရှားရေနံကတော့ Russia Ukraine စစ်ပွဲကြောင့်အထူးကအဖြစ်အိန္ဒိယကိုစီးစင်နေပြီးအရှေ့ပြားရေကြောင်းလမ်းတွေရဲ့သေယူပို့ဆောင်ရေးစရိတ်မြင့်မားလာကြောင်း Iran ရဲ့ဈေးနဲ့ရှင်ရင်ကွာဟမှုများပါတယ် ပို့ဆိုတာကတော့အီရန်က Hormuz ရေလက်ကြားကိုပိတ်ဆို့မယ်လို့ချိန်ချောက်ထားတာကကမ္ဘာစွမ်းအင်ထောက်ပံ့ရေးအန္တရာယ်တွေကိုတိုးလာစေပါလိမ့်မယ်။ဆော်ဒီအာရေဗျလိုအဓိကထုတ်လုပ်သူတွေရဲ့ရေနံအများစုဟာဒီရေလက်ကြားကနေတရုတ်ကိုတည်ယူပို့ဆောင်လာဖြစ်ပြီးလမ်းကြောင်းပိတ်ဆို့ခံရရင်တရုတ်ရဲ့စွမ်းအင်ကွာဟမှုကပိုလို့တောင်ဖြည့်ဖို့အခက်ခဲပါလိမ့်မယ်။တရုတ်မှာသူ့ရဲ့မဟာဗျူဟာမြောက်ရေနံတိုးလောင်မှု C900 တန်းလောက်ရှိပြီး Oxford Energy Institute ကကျွမ်းကျင်သူ Michael Maiden ရဲ့အဆိုအရအများဆုံးရက်90ကနေ100လောက်သာခံနိုင်ပါတယ်။ တစ်ချိန်တည်းမှာပြည်ရင်းရေနံစင်းလုံးတွေလည်းတိတိတတ်တာမြင့်တက်လာနိုင်ပါတယ်ရေနံစင်းလုံးတွေမြင့်တက်လာတာကတရုတ်စီးပွားရေးတစ်ခုလုံးကိုတက်ရောက်မှုရှိမှာပါပထမဆုံးအနေနဲ့တရုတ်ပို့ဆောင်ရေးစရိတ်တွေတက်လာတာကထောက်ပံ့ပို့ဆောင်ရေးနဲ့ကုန်ပစ္စည်းစင်းလုံးတွေကိုမြင့်တက်စေပြီးစားသုံးသူသုံးစွဲမှုကိုထိခိုက်စေပါလိမ့်မယ်တရုတ်ရဲ့လျှက်စစ်ကားဈေးကွက်ကတိုးတက်နေပေမဲ့သူ့ရဲ့ထိုးဖောက်နှုန်းကဈေးကွက်မှာ30ရာခိုင်နှုန်းသာရှိပါသေးတယ်အထူးသဖြင့်စီးပွားရေးလုပ်ငန်းသုံးရှင်တွေကုန်တင်ကားတွေနဲ့ငါးဖမ်းလှေတွေကတော့ဒီဇယ်ပေါ်အများကြီးမိခုန်နေတော့မှာပဲရေနံစင်းလုံးတွေတက်လာတာက လုပ်ငန်းလည်ပဲစည်းတွေကိုတိုက်ရိုက်တိုးစီပါလိမ့်မယ်။ဒုတိယအနေနဲ့ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေဟာစွန့်ရင်စရိတ်မြင်မာတာကြောင့်ရှင်ပြိုင်မှုအားနည်းလာပါလိမ့်မယ်။၂၀၂၅ခုနှစ်ပထမ၃လပတ်မှာတရုတ်ရဲ့စက်မှုထုတ်လုပ်မှုညှိနှိုင်းကကျဆင်းနေပြီးစွန့်ရင်စရိတ်တက်လာတာကစက်ယုံပိတ်သိမ်းမှုတွေနဲ့စက်မှုလုပ်ငန်းတွေအပြင်ကိုရွှေ့ပြောင်းတာတွေကိုပုံမှန်မြန်ဆန်စီပါလိမ့်မယ်။ဘန်ဒါရေးဆိုင်ရာဖိအားကပိုလို့တောင်စိုးရိမ်စီရပါ။ပြည်ရင်းဆိုးရကျွေးမိတွေကစံချိန်တင်မြင့်တက်နေပြီးမဆက်နိုင်တဲ့အန္တရာယ်နဲ့ရင်ဆိုင်နေရပါတယ်။ရေနံစင်းနှုန်းတွေကိုတည်ငြိမ်အောင်ထိန်းဖို့အတွက် ာဏာမိုင်တွေကစွမ်းရင်ထောက်ပံ့မှုတွေကိုဆက်လက်လှုပ်ဆောင်နေနိုင်ပြီမယ်။ဒါကဗန်နာရေးနေရာကိုကျင်းပြောင်းစေပြီးကျွေးမီအန်ဒီယာတွေကိုပုံမှုဆိုးရွားစေပါလိမ့်မယ်။အတူချုပ်ပြောရရင်ဒီစွမ်းရင်အကြက်တဲတစ်ခုတည်းကပဲတရုတ်စီးပွားရေးအတွက်ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။အီရန်ဟာကမ္ဘာစတုထအကြီးဆုံးမက်သနောထုတ်လုပ်သူဖြစ်ပြီးတရုတ်ရဲ့တင်သွင်းမှု60ရာခိုင်နှုန်းကိုထောက်ပံ့ပေးနေတာပါ။ဒါပေမဲ့စစ်ပွဲကြောင့်အီရန်ရဲ့မက်သနောတင်ပို့မှုတွေပြင်းထန်စွာထိခိုက်နေပြီးဇွန်လ19ရက်နေ့မှာမက်သနောစင်းနှုန်းတွေဟာလေးလာတာအတွင်းအမြင့်ဆုံးကိုရောက်ခဲ့ပါတယ်။ ဇွန်လ14ရက်နေ့မှာ South Box ဓာတ်ငွေတွင်တိုက်ခိုက်ခံရပြီးမတ်နောဆက်ယုံထုတ်လုပ်မှုရက်လူနီးပါးဖြစ်ခဲ့တယ်လို့ဇွန်လ17ရက်နေ့မှာလည်းတူလောင်ကန်ပေါက်ကွဲခဲ့တာကြောင့်ထောက်ပံ့မှုပြတ်တောက်မဲ့အစိုးရမှုတွေပုံများလာပါတယ်။အီရန်ရဲ့မတ်နောယူနစ်၄ခုပိတ်ထားတာကြောင့်ဇွန်လမှာစိတ်ကန်းကုန်ပမာဏ46.500ခန်းလုံးကျဆင်းခဲ့ပြီးတရုတ်ရဲ့တင်သွင်းမှုကတန်ချိန်6သိန်းလောက်ကျဆင်းမယ်လို့ခန့်မှန်းရပါတယ်။ပို့ဆိုတာကတော့ Homeus ရေလက်ကြားကတည်ယူပို့ဆောင်ရေးလက်အနှောက်အယှက်ဖြစ်နိုင်လို့တရုတ်ရဲ့တူလောင်မှုကရက်20ကျော်ပဲခံတော့မယ်လို့မှန်းဆနေကြပါတယ်။ ဒီလိုဖြစ်လာရင်တရုတ်ရဲ့အရှိတ်ကန်ယိုရန်ကပလတ်စတစ်နဲ့ဆေးသုံးဆက်ရုံတွေထုတ်လုပ်မှုရပ်ဆိုင်ပြီးကုန်ကျန်းပလတ်စတစ်ရဲ့60ရာခိုင်နှုန်းမက်သနောပေါ်မိခိုနေတဲ့အတွက်ထုတ်လုပ်မှုစရိတ်20ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းအထိတက်လာနိုင်ပါတယ်။ဒါအပြင်မက်သနောတူအိုလီဖင်းစ် MTO ဆက်ရုံတွေဟာလည်းကုန်ကျန်းမရှိလို့လုံးဝရပ်ဆိုင်သွားပြီးထောက်ပံ့ခွင့်ဆက်ပြိုလဲနိုင်ပါတယ်။တရုတ်အနေနဲ့အခြားအမြစ်တွေကိုရှာဖွေဖို့ခက်ခဲပြီးပြည်တွင်းထုတ်လုပ်မှုတိုးမြင့်မှုကလည်းစရိတ်ကြီးပြီးပတ်ဝန်းကျင်ညဉ့်ဉန်းစီမှာပါ။ ရေရှည်စီမံကိန်းတွေကလည်း၃နှစ်ကနေ၅နှစ်ထိကြာနိုင်တာကြောင့်နှီးစက်တဲ့ဖြည့်ရှင်နေမရှိသေးပါဘူး။မတ်တနောပြင်စတော်ဒီယန်ရဲ့အဓိကရင်းမြစ်ထက်တဲ့ဆယ်လီစတင်းလဲထိခိုက်နေပါဗါရယ်။အီရန်ကကမ္ဘာစတော်ဒီယန်ကာဗွန်နိတ်ရဲ့80ရာခိုင်နှုန်းကိုထောက်ပံ့နေပြီးသူ့ရဲ့ဈေးနှုန်းကနှစ်ဆတက်သွားခဲ့ပါဗါရယ်။ထောက်ပံ့ကွင်းဆက်ဆက်ပြတ်တောက်နေရင်ပြက်စစ်ကားမော်တော်တွေနဲ့အီလက်ထရောနစ်ပစ္စည်းတွေတက်ကုန်ကြစိတ်တွေတိတိတသာတိုးလာပါလိမ့်မယ်။တရုတ်အီရန်ကုန်သွယ်ရေးကအီရန်ရဲ့ရေနံနဲ့မက်သနောတင်ပို့မှုအပေါ်အများကြီးမှီခိုနေပါဗါရယ်။အမေရိကန်ရဲ့ပိတ်ဆို့မှုတွေကိုရှောင်ရှားဖို့နဲ့ ဒေါ်လာကိုအဓိကထားတဲ့ Swift စနစ်ကိုကျော်ဖြတ်ဖို့နှစ်နိုင်ငံစလုံးကယွမ်ငွေကိုငွေပေးချေမှုအတွက်အသုံးပြုဖို့သဘောတူခဲ့ကြတာပါ။ဒီသဘောတူညီချက်ကနှစ်ဦးနှစ်ဖက်အကျိုးရှိမယ်လို့ထင်ရပေမဲ့အီရန်ကတော့ယွမ်ငွေကိုတခြားငွေကြေးတွေနဲ့လဲလှယ်ဖို့ခတ်ခဲတာကြောင့်အားနေချက်တစ်ခုနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်အီရန်ကတရုတ်ရဲ့ပိုရှန်နေတဲ့ကုန်ပစ္စည်းတွေကိုဝယ်ယူဖို့ဖိအားပေးခံခဲ့ရပါတယ်။၂၀24ခုနှစ်မှာအီရန်ကုန်သွယ်မှုကောင်စီကတရုတ်ရဲ့စုပ်ပြတ်တက်နေတဲ့ကားတွေ၊ထမင်းပေါင်းဦးတွေနဲ့မရောရသေးတဲ့လျှက်စက်ကားတွေတင်ပို့တာကိုဝေဖန်ခဲ့ပြီးအရာရှိတအူးကတော့ဒီကုန်သွယ်ဆက်ဆံရေးကို ကိုလိုနီထောင်ချောက်လူတော်ခေါ်ခဲ့ပါတယ်ခွဲတန်းစိတ်ပြသူတွေကလည်းတရုတ်ကအီရန်မှာတိတိတသားရင်းနှီးမြှုပ်နှံထားတာကြောင့်အီရန်ကိုတရုတ်စီအကျွေးတင်နေစေပြီးအီရန်ရဲ့ရေနံတင်ပို့မှုတစ်ဝက်ကတရုတ်ကိုအကျွေးဆက်ဖို့အသုံးပြုရပြီးကြံတစ်ဝက်ကိုလည်းဈေးလွန်နှိမ့်တဲ့ဈေးနှုန်းတွေနဲ့ရောင်းချနေရတာကြောင့်အီရန်ဟာ CCP ကအရှိလေပိုင်းမှာထိန်းချုပ်နိုင်တဲ့နိုင်ငံတစ်ခုဖြစ်လာပြီလို့ထောက်ပြခဲ့ကြပါတယ်။အီရန်မှာအစိုးရပြောင်းလဲဖြစ်လာရင်အစိုးရအသစ်ကဒေါ်လာအခြေခံငွေပေးချေမှုတွေစီပြန်သွားနိုင်ပြီးယွမ်ငွေရဲ့နိုင်ငံတကာသုံးစွဲမှုကိုအားနည်းစေပါလိမ့်မယ်။၂၀၂၅ခုနှစ်မတ်လအထိ ကမ္ဘာ့ရင်းနှီးကုန်သွယ်ရေးဟာအမေရိကန်ဒေါ်လာနဲ့သာအဓိကလှုပ်ဆောင်နေတုန်းပါပဲ။ယွမ်ငွေနဲ့ပေးချိန်မှုက900ခန့်တုံးအောက်တောင်ရှိပါသေးတယ်။အီရန်ကရင်းနှီးထောက်ပံ့မှုရပ်လိုက်ရင်တရုတ်ကဈေးကြီးတဲ့ရင်းနှီးကိုဒေါ်လာနဲ့ဝယ်ရပါလိမ့်မယ်။2025ခုနှစ်မတ်လအထိတရုတ်ရဲ့နိုင်ငံခြားသုံးငွေအရန်အင်အားနဲ့အမေရိကန်ဘဏ္ဍာရေးစာချုပ်တွေကဒေါ်လာ865ဘီလီယံပဲရှိတာကြောင့်ရင်းနှီးဈေးနှုန်းတွေမြင့်တက်တာကိုကင်တွယ်ဖြည့်ရှင်းနိုင်တဲ့စွမ်းရည်ကိုကန့်သက်ထားပါတယ်။ဒါအပြင်အီရန်ကရင်းနှီးနဲ့မက်သနောထောက်ပံ့မှုရပ်လိုက်ရင်ယွမ်ငွေဝင်ဝေဆုံးရှုံးပြီး တရုတ်ကုန်ပစ္စည်းတွေဝယ်ယူနိုင်စွမ်းရော့ချသွားပါလိမ့်မယ်။ဒါကတရုတ်ရဲ့ပို့ကုန်ဈေးကွက်ကိုပါထိခိုက်စေမှာပါ။တရုတ်ရဲ့နိုင်ငံသားကုန်သရေးကအမေရိကန်တရုတ်ကုန်သရေးစစ်ပွဲကြောင့်ရုန်းကန်နေရပြီးအီရန်ဈေးကွက်ကိုပါကျုံသွားရင်တရုတ်ရဲ့နိုင်ငံသားကုန်သွယ်မှုလုပ်ငန်းတွေပိုလို့တောင်ဖိအားပေးပါလိမ့်မယ်။အီရန်ဟာတရုတ်ရဲ့ခပတ်လန်းတဲ့လမ်းမကြီးစီမံကိန်း Bad and Road Initiative မှာအရေးပါတဲ့ဗဟုချက်တစ်ခုပါပထဝီနိုင်ငံရေးအရအီရန်ကပိုလမစီးပွားရေးဆောင်နဲ့27ရာစုရေချောင်းပိုလမရဲ့လမ်းဆောင်လမ်းကွာမှာမဟာဗျူဟာမြောက်တည်ရှိပြီး ဗဟုအာရှအနောက်အာရှနဲ့ဥရောပကိုချိတ်ဆက်ပေးထားပါတယ်။တရုတ်ကိုယူရေးရှားတိုက်ကြီးနဲ့ချိတ်ဆက်ပေးတဲ့အရေးပါတဲ့မဟာဗျူဟာဗဟုချက်တစ်ခုဖြစ်ပါတယ်။အပေါ်မှာပြောခဲ့သလိုပဲတရုတ်အီရန်မီးရထားလန်းကတရုတ်ရဲ့အနောက်ဘက်ကိုတူရကီအထိတိုးချဲ့ပြီးဥရောပကိုတိုက်ရိုက်ရောက်ဖို့ရည်မှန်းချက်ရဲ့အစိတ်ပိုင်းတစ်ခုပါ။ဒါကရုရှားယူကရိန်းပြည်ပကကြောင့်လက်ရှိရပ်တန့်နေတဲ့တရုတ်ကာဇက်စတန်မီးရထားလန်းအပြင်ဥရောပကိုသွားဖို့နောက်ထပ်လမ်းကြောင်းတစ်ခုဖွင့်ပေးမှာပါ။ဒါအပြင်အီရန်ရဲ့လူဦးရေ88%ခန့်ခိုင်မာတဲ့စက်မှုလုပ်ငန်းအခြေခံက အီရန်ကိုအနောက်အာရှမှာအရေးပါတဲ့စားသုံးသူဈေးကွက်တစ်ခုဖြစ်စေပြီးတရုတ်ကဆယ်စုနှစ်ဆယ်နှစ်ဆက်တိုက်သူ့ရဲ့အကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်ခဲ့ပါတယ်။တရုတ်ရဲ့စီမံကိန်းကြီးနဲ့ကိုက်ညီသွားပဲတရုတ်နဲ့အီရန်တို့ဟာ2021ခုနှစ်မတ်လ28ရက်နေ့မှာဗတ်စုံပူပေါင်းရေးဆောင်ရွက်ရေးစီမံကိန်းကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။သဘောတူညီချက်အရနှစ်နိုင်ငံစလုံးကဘန်နာရေးခြေကံအဆောက်အုံတည်ဆောက်ရေးကျမ်းမာရေးစောင့်ရှောက်မှုနဲ့ကာကွယ်ရေးပါဝင်နယ်ပယ်ပေါင်းတုံမှာပူးပေါင်းဆောင်ရွက်ကြမှာပါ။ တရုတ်ကအီရန်မှာ25နှစ်တာကာလအတွင်းအမေရိကန်ဒေါ်လာဘီလီယံ400ရင်းနှီးမြှုပ်နှံမှုစီစဉ်ထားပြီးအီရန်ကတော့တရုတ်ကိုရေနံထောက်ပံ့မှုကိုနှိုင်းယှဉ်ချက်ရဈေးနှိမ့်နဲ့တည်ငြိမ်အောင်ထိန်းထားပေးရမှာဖြစ်ပြီးအီရန်ရဲ့ဗန်လုံငန်းဆက်သွယ်ရေးနဲ့အခြားကဏ္ဍတွေမှာတရုတ်ရဲ့ပါဝင်မှုကိုလည်းပုံမှုခွင့်ပြုရမှာဖြစ်ပါတယ်။ဒါ့ပြင်အီရန်အစ္စရေးစစ်ပွဲဖြစ်ပွားပြီးနောက်မှာတော့သဘောတူညီချက်ရဲ့၄နှစ်တာကာလအတွင်းတရုတ်အီရန်တို့ရဲ့စီမံကိန်းကြီးရဲ့တိုးတက်မှုတွေနှေးကွေးလာခဲ့ပါတယ်။တရုတ်မီဒီယာတွေကအီရန်ရဲ့မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှုမှာတုံ့ဆိုင်နေတာကိုအပြစ်တင်ကြပါတယ်။ သူတို့ကအီရန်ရဲ့ပြည်ရင်းနဲ့ဒေသရင်းလုံခြုံရေးမတည်ငြိမ်မှုတွေကတရုတ်ရင်းနှီးမြှုပ်နှံသူတွေကိုအီရန်ဈေးကွက်ထဲထိဝင်ဖို့တတိထားစေခဲ့တယ်လို့ဆိုပါတယ်။အီရန်ဆိုရပြိုလဲသွားရင်ဒါမှမဟုတ်ပြည်ရင်းစစ်ဖြစ်ပွားရင်တရုတ်ရဲ့အခြေခံအောက်အုံနဲ့စွန့်ရင်ရင်းနှီးမြှုပ်နှံမှုတွေဟာရပ်တန့်သွားနိုင်ပြီးဆုံးရှုံးမှုအန္တရာယ်တွေနဲ့ရင်ဆိုင်ရပါလိမ့်မယ်။ဥပမာတရုတ်တိဆောက်ထားတဲ့စိတ်ကန်းတွေကိုစစ်ဘက်သုံးဖြစ် ပြောင်းလဲသွားနိုင်ပြီးအပေါ်မှာပြောခဲ့တဲ့မြေထားလန်စီမံကိန်းတွေလည်းစစ်ပွဲကြောင့်ရပ်တန့်သွားနိုင်ပါတယ်။2023ခုနှစ်မှာ အီရန်ကတရုတ်ရင်းနှီးမြှုပ်နှံထားတဲ့စိတ်ကမ်းတစ်ခုကိုစစ်ပတ်သုံးဖြစ်ပြောင်းလဲခဲ့တာကြောင့်ရင်းနှီးမြှုပ်နှံမှုအပေါ်ပြန်ရရှိမှုတွေနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။အကယ်၍အမေရိကန်လိုလားတဲ့အစိုးရတရက်တက်လာမယ်ဆိုရင်ဒေါ်လာ၄၀၀ဘီလီယံတန်စာချုပ်ကတန်ဖိုးမရှိဖြစ်သွားနိုင်ပါတယ်။ CCP ကအီရန်မှာလှုပ်ထားတဲ့အခြေခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှုတွေအလဟတဖြစ်သွားနိုင်ပါတယ်။ပိုပြီးဆိုရတာကတော့အမေရိကန်ကဒီအခြေအနေကိုခွင့်ကောင်းယူပြီးအိန္ဒိယဥရောပစီးပွားရေးဈေးညံကိုမြင့်တင်နိုင်ပါတယ်။ ဒါကအိန္ဒိယအရှေ့လေပိုင်းနဲ့ဥရောပကိုချိတ်ဆက်ပေးမှာဖြစ်ပါတယ်။တရုတ်ရဲ့ခပတ်လန်းတဲ့လမ်းမကြီးစီမံကိန်းဟာအရှေ့လေပိုင်းမှာတိတိတတ်တာနောက်ပြန်ဆုံးမှုတွေနဲ့ရင်ဆိုင်ရနိုင်ပြီးနှစ်ပေါင်းများစွာစီစဉ်ထားတာတွေဟာအချိန်နှီးဖြစ်သွားနိုင်ပါတယ်။2023ခုနှစ်မှာတရုတ်ကဂျာကန်ဖြစ်ဆောင်ရွက်ပြီးအရှေ့လေပိုင်းမှာသူ့ရဲ့ဩဇာလွှမ်းမိုးမှုကိုမြင့်တင်ဖို့ကြိုးစားခဲ့ပါတယ်။ဆော်ဒီအာရေဗျနဲ့အီရန်တို့ကြားသမိုင်းဝင်ပြန်လည်တင့်မြတ်ရေးကိုဖော်ဆောင်ရမှာတိတိတတ်တာအခန်းကဏ္ဍကပါဝင်ခဲ့တာပါ။2023ခုနှစ်မတ်လ10ရက်နေ့မှာဆော်ဒီအာရေဗျနဲ့အီရန်တို့ဟာပေကျင်းမှာသဘောတူညီချက်ရရှိခဲ့ပြီး တန်တမန်ဆက်ဆံရေးပြန်လည်စတင်ကြောင်းကြေညာခဲ့ပါတယ်။ဒါကအရှိလေပိုင်းတန်တမန်ကြီးမှာအကြီးမားဆုံးအောင်မြင်မှုတစ်ခုဖြစ်ရှုမြင်ခဲ့ကြပြီးတရုတ်ရဲ့ဂျောင်းဝင်ဆောင်ရွက်မှုကဒေတာရင်းတန်တမန်ဩဇာမြင့်တက်လာမှုကိုပြသခဲ့ပါတယ်။ဒါပေမဲ့အီရန်မှာအစိုးရအပြောင်းလဲဖြစ်လာရင်ဒီပေါင်းအဖွဲ့အစည်းကပြိုလဲသွားနိုင်ပြီးတရုတ်ရဲ့ပြန်လည်တင့်မြက်ရေးကြိုးပမ်းမှုတွေကအချင်းအနီးဖြစ်သွားမှာပါ။ Saudi Arabia နဲ့ UAE လို American မဟာမိတ်တွေကအခွင့်အရေးယူပြီးအရှိလေပိုင်းရဲ့အစီအစဉ်ကိုလွှမ်းမိုးနိုင်တာကြောင့်တရုတ်ရဲ့ဩဇာလွှမ်းမိုးမှုနဲ့ဒေတာရင်းပထဝီနိုင်ငံရေးဆိုင်ရာတွေတိတိတသာအားနည်းသွားပါလိမ့်မယ်။ ဒါအပြင်အီရန်ဟာတရုတ်နဲ့ရုရှားတို့နဲ့အတူအမေရိကန်စန့်ကျင်ရေးတရီဂန်ကိုဖွဲ့စည်းထားပါတယ်။အီရန်အားနည်းသွားပြီးရုရှားကယူကရိန်းစစ်ပွဲမှာနစ်မြုပ်နေမယ်ဆိုရင်တရုတ်ဟာအနောက်တိုင်းရဲ့ဝန်းရံမှုဖိအားကိုတဦးတည်းရင်ဆိုင်ရနိုင်ပါတယ်။ထိုင်ဝမ်ရေလက်ကြားတောင်တရုတ်ပင်လယ်နဲ့တရုတ်အိန္ဒိယနယ်စပ်ကအခြေအနေတွေလည်းတပြိုင်တည်းပြင်းထန်လာနိုင်ပြီးအမေရိကန်ကဂျပန်တောင်ကိုရီးယားနဲ့နေတိုတို့နဲ့အတူစီရှိတ်ဝန်းရံမှုတစ်ခုကိုဖွဲ့စည်းနိုင်ပါတယ်။ဒါအပြင်အီရန်အစိုးရပြိုလဲသွားရင်ဒါရီအလုံးပြိုလဲသွားနိုင်ပြီး အရှေ့လေပိုင်းမှာတရုတ်ရဲ့မဟာဗျူဟာမြောက်ဩဇာလွှမ်းမိုးမှုကအကြီးအကျယ်ညှော့နေသွားပါလိမ့်မယ်။အမေရိကန်လိုလားတဲ့အစိုးရတရက်တက်လာရင်အမေရိကန်ဆန့်ကျင်ရေးရည်တည်မှုကပြီးဆုံးသွားနိုင်ပြီးတရုတ်ကိုပုံမှုအထီးကျန်စေပါလိမ့်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။